ိုလံပစ်ပစ်တိုတနက်ပြပြိုင်ပွဲမှာရွှေစိမ့်နှစ်ကြိမ်ဇက်တိုက်ရထားတဲ့ဟန်ဂရီကနိုင်ငံသားကာလီတက်အကြောင်းကိုကြားပူသူနဲ့မှဖြစ်ပါတယ်ဟန်ဂရီတနိုင်ငံလုံးကတော့သူရဲ့ကောင်တယောက်ဖြစ်ချီချူဂုံပြူခံရသူတယောက်ဖြစ်ပါတယ်တနက်ပြပြိုင်ပွဲမှာရွှေစိမ့်ရတာဘာမှန်းထူးဆန်းလဲလို့မေးချင်မေးကောင်းမေးနိုင်ပါတယ်သူ့အကြောင်းကိုဘာကြောင့်အေးအေးလောက်ပြီးပြောရလဲဆိုတာကိုသိရအောင်ဒီဗီယိုလေးကိုအဆုံးထိကြည့်လိုက်ပါကာလီကို1930ခုနှစ်ဇန်နဝါရီလ22ရက်နေ့ကဟန်ဂရီနိုင်ငံဘူဒါပက်စ်မြို့လေးမှာမွေးဖွားခဲ့တာဖြစ်ပါတယ် 1938ခုနှစ်ဟန်ဂရီနိုင်ငံစစ်တပ်မှတပ်ဖြတ်ကြီးအဖြစ်တာဝန်ထမ်းဆောင်နေတဲ့ကာရိုလီယာဥရောပပြိုင်ပွဲတွေရဲ့ပစ္စတိုသနပ်ပစ်ချန်ပီယံတစ်ယောက်ဖြစ်လာခဲ့ပါတယ်။နောက်ကြောင်1940ပြည့်နှစ်မှာကျင်းပမဲ့တိုကျိုအိုလံပစ်ပြိုင်ပွဲမှာသနပ်ပစ်ချန်ပီယံဖြစ်ပြီးရွှေစည်ရယူဖို့လည်းလုံးဝမျှော်မှန်းထားခဲ့တာလည်းဖြစ်ပါတယ်။ဒါပေမဲ့မကြာခင်မှာပဲကံကြမ္မာဆိုးတစ်ခုနဲ့ကြုံလိုက်ရပါတယ်။အိုလံပစ်ပြိုင်ပွဲမှာကျင်းပခင်လာနိုင်ငံလူလေးမှာပဲလက်ကျင်နေတော့လက်ပစ်ပုံတစ်ပုံကိုပြစ်မလို့ရည်ရွယ်နေခြင်းမှာပဲဘုံဟာသူ့ရဲ့လက်ထက်မှာရုပ်တရက်ပေါက်ခွဲသွားခဲ့တာဖြစ်ပါတယ် သူတနက်ပြင်းနေကြညဘက်လက်ဟာလက်ကောက်ဝက်ကနေပြီးတော့ပြတ်ထွက်သွားခဲ့ပါတယ်။သူဟာဆေးရုံမှာတလားလားကုသလိုက်ရပါတယ်။လက်ပြတ်သွားတာဖြစ်တဲ့အတွက်ကြောင့်မို့အိုလံပစ်ရွှေစိတ်အိမ်မက်ကိုမှတ်ထားတဲ့အိမ်မက်ကလည်းပြတ်ပြတ်သွားခဲ့ပါတယ်။သူ့ကိုယ်သူတက်တည်ခြင်းလောက်အောင်စိတ်တက်တည်လဲကြာသွားခဲ့ပါတယ်။ဒီလိုအခြေအနေမျိုးနဲ့ကြုံတွေ့ရရင်လူတော်တော်များများကစိတ်တက်ကြပြီးတော့ကိုလက်မြောက်ရှုံးပေးသွားကြမှာပါ။ဒါပေမဲ့ကာရိုလီယာဒီရီယာလူတွေထဲမှာမပါခဲ့ပါဘူး။သူဟာသူ့ဘဝကိုအရှုံးမပေးဘူး။ဖြစ်လာတဲ့အခြေအနေတွေကိုအပြစ်ပုံချမနေဘူး။ ူစိတ်နဲ့ကြားနေရကိုတော်လောက်ပြီလို့ဆုံးပြချက်ချလိုက်တယ်။အလုကနေစပြီးတော့သူပါလုတယ်လို့ထင်ပါတော့လေ။သူ့ရဲ့ဘယ်ဘလန်းနဲ့တနက်ပြစပြောလက်ချက်ပါတယ်။သူ့ကိုသူအားပေးတယ်။ငါဘာလို့မဖြစ်နိုင်ရမှာလဲ။နောက်ပြီးတော့သူပေါ်မှာလေ့ကျင့်လဲဆိုရင်လူသူမင်းရဲ့တောင်းတစ်ခုမှတယောက်ထက်သွားပြီးတော့လက်ကျင့်ပါတယ်။ဒါဘာကြောင့်လဲဆိုရင်တော့တောင်းဦးထဲမှာလက်ကျင့်တာလူရင်းနဲ့နေရနေမှာလက်ကျင့်တာနဲ့ဆိုင်ရင်သူ့ကိုလူတွေကဆောင်းပြောကြမယ်။သူ့ကိုမဖြစ်နိုင်ဘူးလို့ကြောက်မယ်ပြောတဲ့သူတွေအစားအဲ့ဒီစကားတွေကိုကြားမှသာသူကစိတ်တကျသွားမှာဖြစ်ပါတယ်။ဘလောက်ကြကြလေ့ကျင့်နေလဲဆိုရင်တော့လာပေါင်းများစွာကြောင်းလေ့ကျင့်ခဲ့ပါတယ်။ 1939ခုနှစ်မေဥဘော်ကာလာရောက်မှာတော့ဟန်ဂရီတနိုင်ငံလုံးရဲ့တနက်ပစ်ချန်ပီယံရွေးပွဲကိုကာရိုလီတယောက်ရောက်လာခဲ့ပါတယ်။သိနေကြတဲ့တနက်ပစ်ပြိုင်ပွဲသမားတွေကသူ့ကိုသနားပြီးတော့အားပေးစကားလာရောက်ပြောဆိုကြပါတယ်။ဒီပြိုင်ပွဲကိုသူ့ကိုလာအားပေးဖို့ရောက်လာခဲ့တဲ့အတွက်ကြောင့်လည်းဂုံယူချောင်းဝိုင်းပြီးတော့ပြောကြပါတယ်။ဒီတော့မှကာရိုလီကအခုရောက်လာတာသူကအားပေးဖို့မဟုတ်ဘူး။ပြိုင်ပွဲဝင်ဖို့လာတာဖြစ်တဲ့အကြောင်းကိုပြောလိုက်တော့လူတွေကမယုံနိုင်ဖြစ်နေကြပါတယ်။ဘယ်ယုံကျင်စရာပဲလေ။တနက်ပစ်နေ့ကျညာဘက်လက်ပြတ်သွားတဲ့သူတွေကပြိုင်ပွဲဝင်မယ်ဆိုတော့ဘယ်ယုံကြမလဲ။ အဲ့ဒီတိုင်ပွဲမှာပဲကာရိုလီဟာဘယ်ဘက်လက်နဲ့ပြစ်မှတ်တွေအကုန်လုံးကိုတိတိကျကျမှန်အောင်ပြင်ရင်းနဲ့ဟန်ဂရီတနိုင်ငံလုံးရဲ့တနပ်ပြစ်ပစ်တို့ချန်ပီယံပြန်ပြီးတော့ဖြစ်သွားခဲ့ပါတယ်။ဒါနဲ့သူကမချိနှက်ပါဘူး။အိုလံပစ်ရွှေစည်စခုနိုင်မဲ့အိမ်မက်ကိုပြန်ပြီးတော့မှတ်ခဲ့ပါတယ်။ဒါမဲ့အဲ့ဒီချိန်မှာပဲဒုတိယကမ္ဘာစစ်ကြီးဖြစ်လာလို့1940ပြည့်နှစ်နဲ့1944ခုနှစ်တွေမှာကျင်းပမဲ့အိုလံပစ်ပြိုင်ပွဲနှစ်ခုကိုဆက်ပြီးတော့မကျင်းပဖြစ်တော့ပါဘူး။ဒါပေမဲ့ကာရိုလီဟာတနပ်ပြစ်ပြေးခြင်းမှုတွေကိုလည်းဆက်ပြီးလှုပ်ဆောင်နေခဲ့ပါတယ်။ 1948ခုနှစ်မှာကျင်းပတဲ့လန်ဒန်အိုလံပစ်ပြိုင်ပွဲမှာအသက်38နှစ်ရှိပြီဖြစ်တဲ့ကာရိုလီယာပစ္စိုတနက်ပြွှေစည်းရခဲ့ပြီးတော့ကမ္ဘာ့ဆန်ရင်တက်ကိုပါတင်ပြနိုင်ခဲ့ပါတယ်။နောက်ထပ်၄နှစ်ကြာမှာကျင်းပတဲ့ဟဲဆင်စကီအိုလံပစ်ပြိုင်ပွဲမှာလည်းနောက်ထပ်တစ်ကြိမ်တနက်ပြွှေစည်းစုရခဲ့ပြန်ပါတယ်။ဒါကြောင့်ကာရိုလီယာအိုလံပစ်ပြိုင်ပွဲတွေမှာရွှေစည်းစုနှစ်ကြိမ်ဆက်တိုက်ရတဲ့ပရမအုပ်သောကစားသမားတစ်ယောက်ဖြစ်လာခဲ့ပါတယ်။သူက1986ခုနှစ်ဇန်နဝါရီလ9ရက်နေ့မှာကွယ်လွန်သွားခဲ့ပါတယ်။ကာရိုလီယာတခြားလူတွေနဲ့ဘာမျက်ကွာချနေသလဲ။လူဒေါ်နိုမင်းများဟာသူ့လိုမျိုးအဖြစ်ပြက်နဲ့ကျုံလာခဲ့ရင် ာငါကုသကံဆိုးလိုက်တာကွာအိုလံပစ်ချန်ပီယံဖြစ်ဖို့တည်ရနေတဲ့ချိန်ကျမှငါလက်ကပြတ်သွားရတယ်လို့ဒီဘွားမှာငါလူလို့ဖို့မကောင်းတော့ပါဘူးဆိုပြီးတော့တတလုံးငွေကြေးနေကြလိမ့်မယ်ဒါမှမဟုတ်အရက်ကိုအဖို့ပြုရင်းနဲ့သူ့ရဲ့ဝမ်းနဲ့မှုတွေကိုကုစားကြလိမ့်မယ်ဒါပေမဲ့ကာရိုလီဟာသူ့တတမှာဘလို့မှပြန်မရနိုင်တော့တဲ့လက်တစ်ဖက်ကိုတန်းတားငွေကြေးနေမဲ့အစားစိတ်တဲ့ကြမ်းကြမ်းခံခံအတင်းနဲ့ကြမ်းချီရဲ့လက်တစ်ဖက်ကိုပဲကောင်းကောင်းအသုံးချသွားခဲ့ပါတယ် မဲဆွေမှာလည်းတကယ်လို့ဆုံးရှုံးမှုတစ်ခုခုနဲ့ကြုံတွေ့ရင်ဆိုင်ရပြီးဝမ်းနဲ့ကျင်လာရင်ကာရိုလီရဲ့ဘဝလေးကိုသတိရလိုက်ပြီးတော့ကိုယ့်ရဲ့ဘဝကိုကိုယ်အကောင်းဆုံးပြန်လည်ပြီးတော့တည်ဆောက်နိုင်ကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်